Hello, Aloe င်္ဂလာပါရှင်ကျမရဲ့ channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်မတွေ့ရတာအရင်ကြပါပြီဒီဗီဒီယိုမှာကျမဝေမျှပေးသွားမယ့်အကြောင်းအရာကတော့ US မှာခရီးသွားတာနဲ့ပတ်သက်ပြီးတော့ဖြစ်ပါတယ်တခုပြောထားချင်တာကတော့ကျမရဲ့အတွေ့အကြုံပေါ်မူတည်ပြီးတော့ပြောပြမှာမို့လို့တရရတရမှတ်လို့မရဘူးပေါ့နော်အများကြီးပုံမှာမိမိရဲ့အတွေ့အကြုံခုချင်းစီကမတူညီနိုင်တာမို့လို့ပေါ့နော်အဲ့လိုပြောရချင်းဖြစ်ပါတယ်ဒီဗီဒီယိုကအကယ်လို့မိမိက Loss ေမှာ US မှာရှိမနေဘူးဆိုလို့ရှိရင်တော့သက်ဆိုင်ချင်မှာသက်ဆိုင်နိုင်မယ်ပေါ့နော်ဒါပေမဲ့ပုဂ္ဂလသားအနေ နဲ့နားထောင်လို့ရပါတယ်။ဒီဗီဒီယိုမှာတော့ကျွန်တော်က facts တစ်ခုချင်းနဲ့တခြားလေးပြောပြပေးသွားမှာမဟုတ်ဘူးပေါ့နော်။ဒီတိုင်းပဲခုနကပြောသလိုမျိုးတွေးကြုံလေးပဲပြန်ပြီးဝင်မြပေးရဆိုတော့လေ အားလုံးပဲဒီခံပြီးတော့ကြည့်ကြပါလို့ပြောချင်ပါတယ်။ကြည့်ကြဆိုလို့ရှိရင်ဗီဒီယိုလေးကိုဆက်လိုက်ရအောင်။ဒီမှာကကျမတို့ပြည်နယ်တစ်ခုအနေတစ်ခုကိုပြောင်းလဲဆိုလို့ရှိရင် ID တွေလည်းပြောင်းဖို့လိုအပ်တယ်ပေါ့နော်။ခဏတာတော့သုံးလို့ရတယ်။ဒါပေမဲ့နောက်ပိုင်းဆိုင်ဥမာအလုပ်လျှောက်တာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ identity ကိုတို့ confirm လုပ်ချင်တာပဲဖြစ်ဘဏ်အကောင့်ဖွင့်ချင်တာပဲဖြစ်ဖြစ်ပေါ့နော်။ကျမတို့ ID အသစ်လိုတယ်ပေါ့နော် ID အသစ်ဆိုတာဒီပြောင်းသွားတဲ့နေရာရဲ့ ID အသစ်လိုပါတယ်အဲ့တော့ ပြောင်းရရပေါ့နော်အဲ့တော့ကျမဒီ Washington State ကိုရောက်ပြီးရဲ့နောက်ပိုင်းမှာပေါ့နော်ကျမရဲ့ driver license ကသူကနောက်လကုန်မှာပေါ့နော်နောက်လကုန်မှာဆိုတော့ website ထဲကိုဝင်ကြည့်လိုက်တဲ့အခါမှာ expire ဖြစ်သွားတဲ့ driver license တွေဆိုလို့ရှိရင်ပေါ့နော်အစပြန်ပြီးရဖြေရမယ်လို့ပြောပါတယ်ရေးဖြေတွေရောလမ်းမပေါ့နော် road test တွေရောအကုန်လုံးပြန်ဖြေရမယ်ပေါ့နော်အဲ့တော့ကျမကအဲ့လိုတွေပြန်မဖြေချင်ဘူးပေါ့နော်ပတ်စံလည်းပူကုန်တယ်ပေါ့နော်ပြီးတော့အချိန်တွေလည်းအများကြီးပေးရတယ်အဲ့ဒါကြောင့်မို့လို့ကျမကဒီ expire မဖြစ်ခင်ပေါ့နော်ကျမ appointment ကိုရအောင်ယူခဲ့ပါတယ်ကျမကခုလိုလိုစေရောင်းနေတဲ့ဝါရှင်တန်စိတ်ကလည်းလူများရဲ့ပေါ့နော်မြို့ကြီးလည်းဖြစ်တယ်ဆိုတော့ appointment တွေက အရန်တော့မပေါ်နေဘူးပေါ့နော်ကျမတိတ်ပြောမသိလိုက်တာ तू ကမနှက်ပိုင်းစစ်လို့ရှင်တော့ appointment ဆရာပို့ပြီးတော့များတယ်ပေါ့နော်ဒါပေမဲ့ကျမတိတ်မသိလိုက်ဘူးဒါပေမဲ့လည်းကံကောင်းစွာနဲ့ပဲကျမစနေနေ့ရလိုက်တယ်ပေါ့နော်က office တွေကတော့အများကြီးရှိရပေါ့နော်ကိုသွားချင်တဲ့ office ကိုသွားလို့ရပါတယ်ကိုနဲ့နီးရင်တော့ပိုကောင်းတာပေါ့နော် ဝေးတော့အချိန်ကြာရေးပေးရတာပေါ့ driver license ကို ပြောင်းမယ် appointment လုပ်မယ်ဆိုလို့ရှိရင်ကျမတို့ပထမဦးဆုံးကအရင်တော့က driver license စလုပ်တယ်လို့မျိုးပဲ appointment ယူရတာပေါ့နော်ကျမတို့ဒီ website ထဲကိုသွားမယ်ပြီးတော့လို့ရှိရင်ကိုကဘာလုပ်မှာလဲ ID အသက်လုံးမှာလားအဲ့တော့ amend ချက်ရွေးရွေးပြီးတော့ကျမတို့ information တွေဖြည့်ရတယ်ပေါ့နော်ပြီးတော့ confirm လုပ်ရတယ် အတူတူပဲပေါ့နော် same process ပဲကျွန်မအရင်တုန်းကလုပ်ခဲ့တဲ့ဒီ state မှာတော့ဆိုလို့ရှိရင်တော့ तू ကလူလည်းတိတ်မများဘူးပေါ့နော်အဲ့တော့ appointment အချိန်ကအများကြီးပဲပြီးတော့ရောက်သွားလို့ရှိရင်ကျွန်တော်တို့ထိုင်နေမယ်ပြီးတော့ကိုယ့်ရဲ့အချိန်ရောက်ခံရည်ဆိုလို့ရှိရင်တို့အော်ပြရပါတော့ကိုယ်နဲ့မေးပြီးလို့ဆိုလို့ရှိရင်သွားလိုက်ရုံပဲပေါ့နော် ဒါပေမဲ့ကျွန်မဒီ Washington office ကိုသွားတဲ့ခါမှာတော့လူတွေကအများကြီးပေါ့နော်ဒီမှာလူဦးရေလည်းထူးခြားတဲ့အတွက်ကြောင့်မို့လို့ system နဲ့ပို့ပြီးတော့လုပ်ရတယ်ပေါ့နော်ဟိုမှာတော့လည်းနာမည်ခေါ်အဲ့လိုတော့မရှိဒါက office နဲ့တော့ဆိုင်မယ်လို့တော့လည်းထင်တယ်ပေါ့နော်အဲ့တော့ကျွန်မအကြံပြန်ပြောပြပါမယ်ကျွန်မရဲ့ appointment time က7နာရီခွဲပေါ့နော်အဲ့တော့7နာရီခွဲကွက်တိတော့သွားလို့မရဘူးပေါ့နော်7နာရီ5မိနစ်လောက်ရောက်တယ်အဲ့မှာသူက office တော်တော်များများအတိုင်းပဲပေါ့နော်အရင်တော့ကလည်းကျမတို့သူက appointment လုံးမထားဘူးဆိုလို့ရှိရင် walk in လဲလက်ခံတယ်ပေါ့နော်တိုင်းသွားပြီးတော့တန်းစီရတယ်ပေါ့နော်လူတော့အများကြီးပဲအဲ့လိုမျိုးလဲရတယ်ဒါပေမဲ့အချိန်တော့ပိုကုန်တာပေါ့နော်အဲ့တော့ကျမ appointment ရှိရအတွက်ကြောင့်မလို့အိမ်မှာလူကြောက်မိလိုက်တယ်ပေါ့နော် staff တယောက်ဘယ်လိုလုပ်ရမလဲဆိုတော့သူက7:15ဆိုတာနဲ့ ကျွန်မတို့ confirmation ရထားတဲ့ page ရေပေါ့သူကအဲ့ဒါကို refresh လုပ်ရတယ်ပေါ့နော်အဲ့ဒါကလေဗာနဲ့တူလဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာ CB ban သွားလို့ရှိရင် token ယူရတဲ့ပုံစံမျိုးနဲ့ပေါ့နော်ကို token ကိုရရဲဝင်ဝင်ချင်းလို့ slip လေးပေးလာအဲ့လိုပုံစံမျိုးတူပဲပေါ့နော်အဲ့တော့17:55လောက်မှာ refresh လုပ်တဲ့ချိန်မှာ check in အရင်လုပ်ရတယ်ပေါ့နော် check in ဆိုပြီးတော့ရောက်ပါပြီပေါ့နော်နေလိုက်တဲ့ချိန်မှာ ကုတ်လေးပေါ်လာမှာเนาะအဲကုတ်ရရနဲ့အထင်းမှာသွားပြီးတော့တန်းစီရရဲပြီးတော့အထင်းမှာ TV လေးရှေ့ပေါ်เนาะအဲ TV မှာကိုရဲ့နံပါတ်ပေါ်လာတဲ့အချိန်ကိုစောင်းရတယ်အိမ်မှာသူကဘေကောင်တောက်သွားပါဆိုပြီးတော့ပေါ့နော်ပေါ်လာပါတယ်အဲ့တော့အဲ့လိုမျိုးသွားရတယ်ပေါ့နော်အဲ့တော့စာရွက်စာတမ်းအနေနဲ့ဘာတွေလိုလဲပေါ့ဒါကပုံမှန်အားဖြင့်ပေါ့သူတို့ website မှာလည်းဒါရေးပေးထားတယ်ပေါ့နော်မိမိရဲ့ address ကိုအတည်ပြုနိုင်တဲ့စာရွက်စာတမ်းနှစ်ခုပြီးတော့မိမိရဲ့ ID passport တို့အဲ့လိုမျိုးရေးတည်ရောစာသက်ဖြစ်ပေါ့နော်အဲ့ဒါတွေရှိရဲ့ အများကြီးပဲပေါ့နော်အဲ့အရာတွေကတော့အဓိကလိုအပ်တဲ့ဟာတွေပေါ့တခါလေကြာရင် social security card ပေါ့နော်အဲ့လိုမျိုးတို့ရေးထားပါလိမ့်မယ်ကိုယ့်ရဲ့ ID ကိုအတည်ပြုနိုင်တဲ့ဟာမျိုးပေါ့နော်အဲ့တော့ပုံမှန်အဖြစ်ဆိုလို့ရှင်တော့မိမိရဲ့ bank statement ယူရလိုက်တယ်ပေါ့နော်ပြီးသွားလို့ရှိရင် lease agreement ရှင် lease agreement ယူသွားလိုက်တဲ့အထက်မှာ address တွေပါတာကိုဆိုတော့အဲ့တွေကျွန်မပြင်ဆင်သွားခဲ့ print ထုတ်သွားခဲ့ပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်မအရင်နေခဲ့တဲ့ state မှာတော့ကဂျာတော့စာရွက်စာနဲ့အစုံယူသွားရတယ်ပေါ့နော်တစ်ခေါက်တုန်းကစာရွက်စာနဲ့တစ်ခု ုလေးမပါသွားတာပေါ့เนาะအဲ့ဒါအစကနေပြန်ပြီးတော့ appointment ပြန်ယူရတယ်ပေါ့เนาะအဲ့တော့မဖြစ်ဘူးပေါ့အမြဲ preparation လုပ်သွားမယ်ဆိုပြီးတော့ဆရာတွေအများကြီးတိတ်ချလေးထုတ်သွားတယ်ပေါ့เนาะဖြစ်ချင်တော့ကျမသွားတဲ့ office နဲ့လည်း assignment တနေပေါ့เนาะပြီးတော့သူတို့မှလည်း system ကပိုကောင်းရင်ကောင်းပါပေါ့เนาะကျမကိုလေဘာမှမတောင်းပေါ့เนาะကျမရဲ့ token number ပဲမေးပါတယ်ပြီးသွားလို့ရှိရင်ကျမရဲ့ social security number ပေါ့เนาะအဲ့ဒါပဲမေးပြီးတော့ system မှာပေါ်လာတဲ့အတူတယ်ပေါ့နော်ကျမထင်တာအစ်မြင့်နေပေါ့ပြောရမယ်ဆိုအဲ့တော့ကျမဘာစာရွက်စာမှာမပေးလိုက်ရအောင်ပေါ့နော်ဒါပေမဲ့ဒီဟာကလည်းပြောထားခြင်းပေါ့နော်လူတိုင်းဖြစ်ချင်မှာဖြစ်မှာပေါ့ကိုဖက်ကတော့အမြင်နဲ့ကိုကပြင်ဆင်သွားမှာပေါ့နော်စာရွက်စာလည်းနေပေါ့နော်ဘာလို့လဲဆိုအချိန်တွေလည်းအများကြီးပေးပြီးတော့မှဒုက္ခသွားရတာပေါ့နော်အဲ့ဒါအောင်မှကိုကစာရွက်စာလည်းချိန်ခဲ့တယ် တောင်းနေဆိုရင်ဘလို့လုံလဲပေါ့နော်အဲ့တော့ပြင်ဆင်သွားတာတော့ကောင်းပါလေအဲ့တော့ process ကတော့ကိုပထမဆုံး driver license လောက်သွားနေခက်ဆစ်စင်ပဲပေါ့နော်အမြဲတမ်း renew လုပ်တဲ့အခါနဲ့လည်းတူတူပဲမိခုံးနဲ့မေးတယ် weight ဘလောက်ရှိလဲအရက်ပြီးတော့မျက်လုံးအရောင်မျက်မှန်တက်လားပြီးသွားလို့ရှင်ရင် organ donation လားအဲ့လိုစသဖြင့်မေးခွန်းလေးတွေမေးပါတယ်ပြီးသွားရင်တော့မျက်လုံးစစ်တယ်ပေါ့နော်မျက်လုံးစစ်တယ်ဆိုတာကျွန်မအရင်လန့်နေပေါ့ဘာလို့ကျွန်မအဝေးမှုန်နေပေါ့နော်ဒါမှမဟုတ်ကျွန်မမျက်မှန်မတက်ဘူးပေါ့နော်ဘာလို့လဲဆိုတော့မြင်တော့မြင်ရရပေါ့နော်မျက်မှန်တိတ်ရှုံနေလို့ပေါ့အဲ့တော့မျက်မှန်တော့မတက်ဖြစ်ဘူးပေါ့နော်အဲ့ဒါကသူကမေးရပေါ့နော်ဒီမျက်မှန်တက်ရလားဆိုတက်ရတယ်ဒါပေမဲ့ ကောင်းမွန်တော့မတက်ဘူးလို့ပြောရပေါ့အဲ့တော့သူကပုံမှန်ဆိုရင်ဘေးသားမှာအဲ့လိုမျက်စိဆန်တဲ့ဟာရှိရပေါ့နော်အဲ့ဒါကိုကြည့်ရတယ်ကြည့်သွားပြီးတော့မီးနှစ်ခုရှိရမီးဆိုအချက်ပြမီးပေါ့နော်နေအဲ့အချက်ပြမီးမြင်လားဆိုမြင်နေပေါ့နော်ပြီးတော့လို့ရှင်ဆာလုံးဖက်ရရပေါ့ဆာလုံးလေးအာ နှစ်ခုရှိရပေါ့နော် list A နဲ့ B column နှစ်ခုရှိရဖတ်ခိုင်းနေပေါ့အမှောက်ဆုံးတကြောင်ပေါ့ဆိုတော့ကျမဘယ်ဘက်မျက်လုံးကတိတ်မမြင်ရပေါ့နော်ဒါပေမဲ့ तू ကရရတယ်ဖတ်လိုက်ဘာမှဖြစ်ဘူးတဲ့အဲ့တော့ तू ကစောင့်နေပေါ့နော်စောင့်နေခါကျတော့ကျမလည်းအမ် तू လည်းစောင့်နေရပေါ့နော်မမြင်အောင်လည်းပြောချင်အောင်ဆိုပြီးတော့အဲ့နဲ့1 2 3 4လို့ပြောလိုက်တယ်အဲ့ကျမအဲ့မှာလည်းနံပါတ်မပါဘူးတဲ့အဲ့လိုပြောအဲ့နဲ့ အော်အရန်ဟိုလိုဝါနေလို့ပါလို့ဒါမဲ့လို့ညာဘက်ကတော့အကုန်မြင်ရတယ်ပေါ့သူကကော်လန်တစ်ခုရှာဆိုအဲ့နဲ့ညာဘက်ကဟာပြောလိုက်တယ်ဆို Yes you passed တယ်အဲ့လိုပြောပြောဟုတ်တယ်နည်းနည်းဝါတက်တယ်ပေါ့နော်အဲ့လိုမျိုးပြောရဲအဆောတော့ဒါမျက်စိကတော့အမြင်နဲ့ renew လုပ်တဲ့ခါတိုင်းဒါကလုံရရပေါ့နော်ဒီညမှာပြောချင်တာ state မတူရဲ့အတွက်ကြောင့်လို့ပေါ့နော်နည်းနည်းကွဲပြားပါတယ်ကျမအရင်နေခဲ့နေရမှာတော့ဆိုရင်ကျမတို့တနစ်ပဲပေးရပေါ့နော် duration ကလေအဲ့တော့တစ်နှစ်တစ်ခါပြင်သိုးရရပေါ့ဘာလို့လဲဆိုတော့ကျမတို့ရဲ့တည့်ရတိုင်းပဲ student visa ကတစ်နှစ်ပဲပေးရလေเนาะအဲ့တော့သူကအဲ့ဒါကိုချိပြောနှစ် visa ရဲ့တစ်နှစ်ပဲကုန်သွားပြီရဲ့အဲ့လို i20 by share ဆိုလဲသူတို့ view မဆိုင်ပေါ့เนาะအဲ့တော့ office နဲ့လည်းဆိုင်မင်းနဲ့တွေ့ဒါပေမဲ့ဒီမှာကျွန်တော်ကျမကို၄နှစ်ပေးပါတယ်ကြီးအဆောအဆင်ပြေသွားပါတော့เนาะဆိုတော့အဲ့ဒီဟာမျက်လုံး စစ်ပြီးသွားပြီဆိုတော့ရှိရင်အချက်လက်တွေစစ်ခိုင်းနေပေါ့နော်အဲ့တော့ screen မှာပေါ်လာရင်ねအချက်လက်တွေစစ်မှန်လားပေါ့နော်အဲ့ဆိုကစစ်စစ် okay okay ပြီးသွားရင်ကျွန်တော်တို့ဓာတ်ပုံရရပါတယ်ဓာတ်ပုံကအမှပဲတခါတယ်သူကောင်တာရှိနေမှာရှိရပေါ့နော်အဲ့တော့အဲ့ဒါကိုကြည့်ပြီးတော့ဖြန်လိုက်ယုံပဲပေါ့နော်တခုမိုက်တာ ပြုံးလို့ရပါတယ်ရီလို့ရပါတော့အဲ့ဆို ကျွန်တော်တော့ကြာရင်အဲ့ဒါပြီးသွားရင်တော့နိကက်ကကြည့်လို့ထွက်လာမယ်နော်ဆိုပြီးတော့ screen မှာထပ်ပြရပေါ့နော်အဲ့တော့ okay ဒါပေါ့ဓပုံပြင်ရိုက်ချင်လည်းပြင်ရိုက်ပြရပေါ့နော်ဆိုတော့အဲ့ဒါဆိုရတယ်ဆို okay ဒါဆိုလို့ရှိရင်တော့နင်းကိုဆောက်ရွက်ထုတ်ပေးလိုက်မယ်ပေါ့နော်လောလောဆယ်ဒါ temporary ပုံစံပေါ့နော် तू ကတက်ကကြာတော့ तू က၃ပတ်ကနေ၄ပတ်လောက်ထိကြာမှာပေါ့နော်အဲ့တော့အေးဂျာအတွင်းမှာကွာကောင်းကောင်းချင်နေဆိုလို့ရှိရင်တခုခုပြဆရာမရှိဘူးဆိုရင်ဘလို့ပြအောင်ပြတော့ပေါ့နော်ဒီရှိမှ information တွေရှိဆိုတော့ဘယ်လိုမျိုးပြလာလဲဒါက temporary document ဖြစ်တယ်ပေါ့เนาะဒါကိုတည်သွားပါပေါ့ကောင်းမောင်းတဲ့ချိန်တိုင်းပေါ့เนาะအဲ့လိုမျိုးလေးပေးလာပါတယ်ပြီးသွားတဲ့ခါမှာကျမရဲ့ဒါ driver license အဟောင်းပေါ့เนาะအဟောင်းကိုတော့ဒီလိုလေးဖောက်ပေးလိုက်တယ်ပေါ့เนาะအဲ့တော့ဒါတုံးလို့မရတော့ပေါ့เนาะဆိုတော့အဲ့လိုလေးဖြစ်ပါတယ်အဲ့ဟာပြီးရဲ့နောက်ပိုင်းမှာပါလာလဲဆိုတော့ကျွန်တော် payment ပေးရပါတယ် payment ပေးရတဲ့ခါကျတော့လေနည်းနည်းလေးတုံလို့သွားရပေါ့เนาะဘာလို့ကျမနေခဲ့အရင်နေရာမှာဆိုရင်ဈေးတက်တာရပေါ့เนาะ 25ချက်လာပဲပေးရတယ်ပေါ့နော်ဒါကအခုကစိတ်ပြောင်းသွားလို့လာတော့မသိဘူးဒါပေမဲ့ပုံမှန်ဆိုလို့25ချက်ပဲဒီပထမဦးဆုံးစလုံးမယ်ဆိုရင်ပေးရတယ်ပေါ့နော်အဲ့လောက်လို့ထင်တာပဲတိတ်ကမမတ်မိရောဒါပေမဲ့ဒီမှာဘလောက်ပေးရလို့ထင်လေပေါ့နော်ဆိုတော့ကျွန်တော်ပြပါမယ်မြန်မာမြန်ဒီ94ဒေါ်လာနဲ့25စက်ပြီးခဲ့ရပါတော့ အတိအကျသူကဒီမှာ charge ကတော့တေချာရေးပေးထားရပါတော့။ဒါ application ဖိုးက35ဒေါ်လာပြီးတော့ PDL original တဲ့အဲ့ဒါ license ဖိုးလာမြေအဲ့ဒါ36ဒေါ်လာပြီးတော့သူတို့ technology ဖိုးဆိုတာယူရဲအဲ့ဒါ10ဒေါ်လာပေါ့နော်။အဲ့တော့စုစုပေါင်း82ဒေါ်လာကျပါတယ်။အဲ့တော့ဒီမှာကတ်နဲ့ပြီးရေပေါ့နော် service fee တို့ရေးထားအဲ့ဒါကျတော့ဒေါ်လာနဲ့25စက်ပေါ့နော်ကြာပါလေအဲ့တော့စုပေါင်း84ဒေါ်လာနဲ့25 စံကြပါတယ်လို့အရင်တော့ဆိုရင်တော့ဟိုတက်တာပဲเนาะပေးတော့ပေးရရင်25ဒေါ်လာအောင်များလေးချင်တာအခုကအဲ့လောက်တော့ပေးရပါเนาะဆိုတော့ဒါမျိုးပိုကြီးလို့နေတူရပါเนาะစတိတ်ကလူလည်းပုံများတယ်အဲ့ဒါကြောင့်မို့လို့အရင်ရပို့ပြီးစီကြီးရပါเนาะအဲ့လိုမျိုးလို့ထင်ပါတယ်ဆိုတော့အကျန်းအဖြစ်ကတော့အဲ့လောက်ပဲပေါ့เนาะအရင်မြန်တဲ့ process ကလေဒါ office နဲ့လေဆိုင်ရချင်နေပါတော့ကျွန်တော်ထားတစ်ခါပြောနေပါတော့အခုကတော့စောင့်နေစေကာလပါတော့ မရသေးပါဘူးဆိုတော့ဒါကတော့ကျမရဲ့စိတ်ပြောင်းတဲ့အခါမှာကျမရဲ့ driver license ကိုဘယ်လိုမျိုး ပြောင်းလဲဆိုတာကိုဝေမျှလိုက်ရပါတယ်အဲ့တော့အားလုံးပဲအနေနဲ့ဘ ഹു ဒုတရသွားမယ်လို့ထင်ပါတယ်လို့ say ချင်တဲ့ video ရှိလို့ရှင်လည်း comment မှာရေးသားပေးပါလို့ပြောချင်ပါတယ်အားလုံးပဲကျမကြီးကြိုက်ကြပါနောက် video မှာပြန်သိပါမယ်ရှင် bye bye